အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တနင်္လာနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြောဘဲနဲ့အစာအဆုံးသေချာလေးကြည့်ပေးပါခင်ဗျာ မြင်တွေ့ရတယ်ဆိုရင်လေ OK လေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာ တခါတော့ကတောင်ကြီးတစ်ခုရဲ့အလဲမှာဝဲဝံလေးတစ်ကောင်နေထိုင်ပါတယ်။သူ့ရဲ့နာမည်ကတော့ထွားထွားလို့ခေါ်ပါတယ်။ထွားထွားလေးကပော့ပော့ပါပါတွက်လှပြီးတော့ချစ်စရာကောင်းပေမဲ့သူ့မှာတော့ပြင်းရည်တတ်တဲ့အကျဉ်းစိုးတစ်ခုရှိပါတယ်။ကြံတဲ့တလိမ့်ဆန်လေးတွေဖြစ်တဲ့ရုံလေးတွေရှင်လေးတွေနဲ့သမင်လေးတွေကတော့မနေ့တိုင်းမှာစောစောထပြီးတော့ဒီနေ့တာအတွက်အစာတွေကိုရှာပွေကြပြီးတော့ ါမှမဟုတ်သူတို့ရဲ့အိမ်လေးတွေကိုတန်ရှင်းအောင်ပြင်ဆင်နေကြပါတယ်။ထွားထွားကတော့အမြဲတမ်းလိုလိုနေရောင်ကြီးအောင်မှပက်လက်လှန်ပြီးတော့အိမ်နေတက်ပါတယ်။အေးအဲ့လိုကောင်းလိုက်တာအိုက်စာရင်လေကောက်ပဲသေးနဲ့နည်းနည်းပါပါစားလိုက်ရုံပဲ။ဘာလို့များပင်မခံနေကြရတာလဲနော်။ အချိန်တွေဟာအင်းမြန်စွာကုံဆုံးသွားခဲ့ပြီးတော့တွေရသည့်ပြီးဆုံးကစောင်းဦးရသည်ကိုရောက်လာပါတော့တယ်။တစ်ပင်နေရဲ့အရွက်တွေကအဝါရောင်အနီရောင်တွေပြောင်းလာပြီးတော့မကြခင်မှာပဲစောင်းရသည်ရဲ့အအေးတံကိုခံရတော့မေဆိုတာတော်တလိုက်ဆန်တွေအလုံးသဘောပေါက်ကြပါတယ်။စောင်းရသည်မှာအစာအစာတွေရှားပါသွားမှဖြစ်လို့တလိုက်ဆန်တိုင်းဟာအစာတွေကို ကြိုတင်စူးစောင်းဖို့အတွက်နေရောင်ညပါစူးစားနေကြပါတယ်။ တရက်မှာတော့ထွားထွားရဲ့အမေမန်းဝင်ကြီးကတော့သူ့ကိုခေါ်ပြီးတော့ตาလေးထွားထွားစောင်းလွင်းကိုရောက်ခါနေပြီကိုခန္ဓာကိုအားရှိအောင်အစာအစာတွေအများကြီးစားထားပြီးတော့စူစောင်းလဲထားအောင်မဟုတ်ရင်စောင်းလွင်းမှာစားလောက်နေလိမ့်မယ်နော်ကြိုးစားမှရမယ်ဆိုတာตาလေးမှတ်ထားပါ ဒါပေမဲ့တွားထွားကတော့အမေရဲ့စကားကိုနားထောင်ပြီးတော့ခဏလေးလှုပ်ရှားလိုက်ပြီးမှမကြခင်မှာပဲပြေးရတဲ့စိတ်ကတော့ပြန်ဝင်လာပြီးတော့အချိန်ကုန်ခံပြီးတော့အစာမရှာခြင်းပဲနဲ့ပြင်းပြင်းရည်ရည်ပဲနေလိုက်ပါတယ်။သူကတော့စိတ်ထဲမှာတော့မနဲ့ပြန်မှရှာတာပေါ့အချိန်တွေအများကြီးရှိပါသေးတယ်လို့တွေးလိုက်ပါတယ်။ဒီလိုနဲ့ပဲရက်သက်တပတ်တွေအများကြီးလုံမြောက်သွားပြီးတော့စောင်းရာသီကိုစတင်ဝေရောက်လာပါတယ် တောအုပ်တစ်ခုလုံးနင်းတွေပြူပွေးပြီးတော့အေးတံကလည်းအရန်ပြင်းထန်နေပါတယ်။ဒီနေ့မှာတော့ထွားထွားလေးဟာအိယာကနိုးလာတော့ဘိုက်ကအရန်စာနေပါပြီ။သူ့ရဲ့ဘဝင်းကျင်ကိုကြည့်လိုက်တော့ယုံလေးကတော့သူ့အိမ်မှာနှွေးနှွေးထွေးထွေးနဲ့စူဆောင်းထားတဲ့မုံလာဥတွေကိုစားတော့နေပါတယ်။ရှင်လေးကလည်းအခောင်းထဲကနေသူ့စူးစောင်းထားတဲ့တည်တီလေးတွေနဲ့အစစ်အစံတွေကိုအားရပါရစားနေပါတယ်။ ကျွားထွားကလည်းသူ့စူဆောင်းထားတဲ့စားစာတွေကိုသွားပြီးတော့ကြီးလိုက်တဲ့အခါမှာတော့ဘာမှ မရှိတော့ပါဘူးသူကတော့နှွေရာသီတုံးကပြင်းကြီးထားပြီးတော့အစားအစာမစူဆောင်းခဲ့တာကိုတတိယသွားပါတယ်သူစားခဲ့တဲ့ကောက်ပဲသီးနဲ့အနေငယ်ကလွယ်လို့သူ့စီမှာဘာမှမကြံတော့ပါဘူးအိုးငါမှဘာမှမရှိတော့ပါလားငါမေပြောတာကိုလည်းနားမထောင်ခဲ့ဘူး ငါကုံကပြင်းခဲ့တဲ့အတွက်အခုတော့စားလောင်နေရပြီစားလောင်မှုတံကိုမခံနိုင်တော့တဲ့ထွားထွားလေးဟာအဲအေးတံကိုစူးစားတောလှန်ပြီးတော့တော်တဲ့ကိုအစားအစာရှာဖို့အတွက်ထွက်ခဲ့ရပါတယ်ဒါပေမဲ့နင်းတွေဖုံးနေတဲ့တော်တွေမှာအစာအစာရှာပွေရတာအရန်ကိုခက်ခဲလွန်ပါတယ်။ရှာပွေရတာပင်မန်းလာပြီးတော့မကြခင်မှာပဲအာရင်ကုန်ခန်းသွားပါတယ်။ အဲ့ဒီချိန်မှာတော့တော်တယ်မှာအပင်ဖိုးလေးတွေရှာဖွေနေတဲ့ယုံလေးကတော့ထွထွားကိုတွေ့သွားပါတယ်ထွထွားမင်းပါဖြစ်နေတာလေဘာလို့ဒီလိုအေးခဲနေတဲ့အခြေကြီးမှာအစာရှာနေတာလဲငါငါပြင်းရည်ခဲ့လို့ဘာမှမစူဆောင်ခဲ့ဘူးအခုတော့ငါအရန်ပိုက်စာနေပြီအခုမှငါနောင်တရနေပါပြီယုံလေးကတော့ထွထွားကို ကိုညင်ကျင်ခဲ့ပေမဲ့သူ့မှာလေလုံလောက်တဲ့အစားအစာသာ ရှိတာဖြစ်လို့ဝေမျှဖို့အတွက်ခက်ခဲနေပါတယ်။ဒါပေမဲ့ယုံလေးကတော့သူ့ကိုအားပေးစကားပြောခဲ့ပါတယ်။စိတ်မူပါနဲ့ထွားထွားအကိုကစားပြီးစူးစားပါ။နင်းတွေကြားထဲမှာကြံနေတဲ့တင်းမြစ်တွေအစစ်အစံတွေရှိနိုင်သေးတယ်။မင်းလည်းမလျှော့ပဲဆက်ရှာရင်ရလိမ့်မယ်။ တော်တော်ကလည်းယုံနေရဲ့စကားကိုကြားပြီးတော့တန်ဒိတ်တန်ချလိုက်ပါတယ်။သူ့အရင်ကလို့မပြင်းတော့ဘဲနဲ့နှင်းတွေကြားတဲ့ကိုအားဆိုင်ပြီးတော့ရှာဖွေပါတော့တယ်။မကြခင်မှာပဲတကယ်ကိုအစစ်အစအနေငယ်နဲ့တင့်မြင့်တချို့ကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာသူ့အရင်ကလို့ပြည့်ရည်မနေတော့ဘဲဇရားထက်တန်စွာနဲ့စ조사အားထုတ်လိုက်လို့ရရှိခဲ့တဲ့အသေးပွင့်တွေပဲဖြစ်ပါတယ်။ ဒီဇယ်လန်းလေးရဲ့ပေးချင်တဲ့သင်ငန်းစာကတော့ကြိုးစားခြင်းရဲ့အရေးပါပုံကြီးကြီးချင်းကဘယ်တော့မှအကျိုးမပေးနိုင်ပါဘူးအခက်အခဲမကြုံခင်မှာကြိုတင်ပြင်ဆင်ခြင်းကြိုးစားအားထုတ်ခြင်းတို့ဟာအောင်မြင်တဲ့ဘဝရဲ့အခြေခံတွေဖြစ်ပါတယ်နောက်နှားရခြင်းမှသင်ငန်းစာယူခြင်းတော်တော်လေးဟာသူ့အမကိုဝန်ခံပြီးတော့ပြောင်းလဲခဲ့ပါတယ် အမားတစ်ခုခုကို လုံမိတဲ့အခါနောင်တရပြီးတော့အဲဒီကနေသင်ငန်းစာယူပြီးတော့ပြန်လဲပြင်ဆင်ဖို့အရေးကြီးပါတယ်။နောက်တစ်ခုကတော့မိမိကိုကိုအားကိုးခြင်းပဲဖြစ်ပါတယ်။ဘယ်သူမှကိုယ့်အတွက်အမြဲတမ်းကူညီပေးနိုင်မှာမဟုတ်ပါဘူး။ကိုယ်တိုင်ရဲ့စူးစမ်းမှုလုံလပရိယာနဲ့သာဘဝရဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးပဲဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ထွားထွားလေးလိုပြင်းရည်မနေပါနဲ့ဘယ်ရာကိုမစိုးစိတ်အားထက်သန်စွာနဲ့ကြိုးစားလှုပ်ဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကိုရရှိနိုင်မှာပဲဖြစ်ပါတယ်